အားလုံးမင်္ဂလာပါမြန်မာကုစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောင်မြတ်တာနဲ့မိုးသားညညိုးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့ဇာတ်လမ်းလေးကိုကျွန်တော်တို့အတူဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါဦးညဘယ်ခွေးမှသားမှလူမထင်ဘူးကွာငါမကောင်းကြောင်းပြောရင်ရှေ့တက်တယ်မှာလားပြောနောက်ွယ်မှာမိမလို့မိမရနဲ့အာမချောင်းနဲ့တီလိုကတော့မိုးညွဲ့ထားဘိုက်တဲ့ကိုတဆုံးဝင်မိတာမှထွီအပေါ်ပိုင်းမလာချင်းပြီးလုံကြီးတူတူဝှက်ထားတဲ့အသက်20ရွယ်လူငယ်တယောက်ကရွာလေးမှာရက်ပြီးအရက်လေးမျက်နှာကိုကြည့်ကအော်ဟစ်တောင်းညံ့နေခဲ့တယ် ရွာတွေကလူတွေကတော့တောင်းကျမ်းနေတဲ့လူငယ်ကိုနှာခေါင်းရှုံနေသူကရှုံ။ယွန်ရှာတဲ့အကြည့်တွေနဲ့ကြည့်တဲ့သူကကြည့်ုံပါ။ဘာမှဝင်မပြောခဲ့ပြီ။အေးချေ။ဟေးမုံညို။ဘာတွေဖြစ်နေရလဲဆိုတဲ့အတန်နဲ့တူသပင်တွေဖြူစားပြုတ်နေတဲ့အသက်90ရွယ်ခန့်လူကြီးတယောက်ကလမ်းကြားထဲကနေထွက်လာခဲ့တယ်။ဘာဖြစ်ရမလဲဦးလေးကောင်။မင်းညာဒေါ်စာပြီးရဲ့ကြက်တွေပြောက်တာ။အဲ့ဒါကြုံကြောင်ဆိုပြီးပြောနေကြလို့ဗျ။မင်းတို့ဘယ်သူပြောရလဲ။ဩမသိလို့ပေါ့ဗျာ။သိလို့ကတော့ပြောရကောင်မလွယ်ဘူး။ ။အာစိတ်လျှော့ပါမိုးညိုရဲ့။လာဒီနေ့ငါ့အိမ်မှာဝက်အူဆုံးသဲဆုံးချက်ထားတယ်။တခါလေသမင်းစားသွား။ဦးတောင်းကမိုးညိုရဲ့ပခုံးကိုဖက်ကခေါ်သွားမှဟင်းကလေးတက်ပြင်းချနိုင်ခဲ့ကြတယ်။သူ့နာမည်ကမိုးညို။မိုးရီအုပ်ဆိုင်နေတဲ့ညမှာမွေးကလေးမိုးညို့လို့နာမည်ပေးခဲ့ရတဲ့ကလေး။မိုးညို့ရဲ့မိခင်ဖြစ်သူကလည်းစိတ်မနဲ့နေသူတရား။သူမိခင်ဒီရွာကိုရောက်တဲ့ချိန်ကိုုံကမပေါ့မပါနဲ့ကလေးဖေကလည်းဘာလို့လဲမေးလို့မရဘဲမာနေလဲလဲမေးလို့မရနဲ့မို့ ရက်ကွက်ကပဲကလင်းမွေးတဲ့ထိကျွေးမွေးစောက်ရှောက်ခဲ့ရသူကလင်းမွေးပြီးတလားလောက်ကြာမှတော့မိခင်ပြည်သူဟာအခါလေသားမိုးညိုတရားကိုထားပြီးပျောက်ခြင်းမလားပျောက်သွားခဲ့တာကြောင့်မိုးညိုဆိုတဲ့ကလေးကရွာရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရတယ်မိုးညိုဟာငယ်စဉ်ကလေးကစိုးတယ်ကြမ်းတယ်ရမ်းတယ်ဘယ်ကလေးမှမိုးညိုနဲ့အတူမကစားရင်တခြားမိပါတွေကလည်းမိုးညိုပါရင် မကစားဘူးသားသမီးတွေကိုပြောထားရမိုးညိုဟာငယ်စဉ်ကလေးကတင်းခွဲတကောင်လို့ကြီးပြင်းခဲ့ရတယ်ဒါပေမဲ့မိုးညိုမှာကစားဖို့တယောက်တော့ရှိတယ်သူကတော့ဦးတောင် ဦးသွားမိုးညို့လို့တကောင်ကျွတ်သမားရက်ွက်ထိတ်မှတဲတလုံးထိုးပြီးပေးပေးတီတီနေတဲ့လူမိုးညို့ဘသူမှအဖက်မလုပ်တဲ့ချိန်ဦးသွားကသူ့သားလိုပဲကျွေးမွေးဆောက်ရှောက်ခဲ့တယ်။ဒါကြောင့်မိုးညို့ကတရွာလုံးတောင်းညံဆဲဆိုနေရင်တော့ဦးသွားစကားကိုတော့နားထောင်နေဦးသွားကမိုးညို့ကိုတူလိုသားလိုဆောက်ရှောက်ခဲ့တာခြားတိတ်လေးမိုးညို့ကအခုဆိုရင်တရွက်ကွက်လုံးရဲ့ချင်ဖက်ဆိုတဲ့ယာရုကိုပါရရှိထားခဲ့ပြီအိမ်မမိုးပြီးတက်ခဲ့ကားထားတဲ့တဲထဲမှာတော့ဦးသွားနဲ့မိုးညို့တို့စကားမပြောဘဲထိုင်နေခဲ့ကြတယ် ။ဦးသောကတရှူးရှူးနဲ့ဖြစ်နေတဲ့မိုးညိုကိုလှမ်းကြည့်ပြီ။မိုးညိုမင်းရဲ့စိတ်ကထိလွယ်ရှလွယ်။တခုဆိုစိတ်လိုက်မှမှလို့ဖို့တိတ်လွယ်တဲ့စိတ်။ဒါ ਉ မင်းမထိနိုင်ရင်တော့မင်းတဘွားလုံးဒုက္ခရောက်လိမ့်မယ်။ဤကဲ့သို့ပြောလိုက်ရာဒူတပတ်ထောင်မိထိုင်နေတဲ့မိုးညိုကတရွေးကိုပြစ်ခနဲ့ထွေးတော့ကရွာလူတွေကထင့်ကနေဆိုကျုပ်ကိုပဲမကောင်းပြောနေကြတာ။အခုလည်းကျုပ်မှမလုပ်တာ။ကျုပ်ပေါ်လွှဲကြတာခေါင်းငုံခံရမလား။အာဒီလိုလည်းမဟုတ်ဘူးမိုးညိုက။မင်းမလို့ရင်မလုပ်တဲ့အကြောင်းသက်သေပြလိ။ မင်းဖြေရှင်းရမယ်နီလာမှားနေတယ်။ဦးသောစကားကိုမိုးညိုကဘာမှမပြန်ပြောပဲခွက်ဝဲဝဲရကွင်းမြူသာစိုက်ကြည့်နေခဲ့တယ်။မိုးညိုမင်းမင်းညဘယ်သွားနေရလဲ။ဟိုဘက်ရွာအာသူပါအိမ်မှာရှိနေရလေဗျာ။မိုးညိုမင်းငါ့ကိုမလိမ်နဲ့။မနေ့ကမင်းအာသူပါအိမ်မှာမရှိဘူး။အခုတလောမင်းတင်သိမ့်လို့နဲ့တွဲနေတာငါသိတယ်။အဲဒီကောင်ကဘယ်ခြေလန်းလန်းနေရဆိုတာလဲငါသိတယ်။ဦးသောစကားကြောင့်မိုးညိုစက္ကနေဖြစ်သွားပြီ။ လေးဘာပြောတာလဲကျိုးတို့ကဒီတိုင်းခင်မင်ညတာပဲရှိတာပါအေးမင်းကိစ္စတော့ငါဘာမှမပြောလို့အခုဆိုမင်းလည်းအသက်20ကျော်ပြီအေးဒါပေမဲ့ငါတခုပြောချင်တာဒီွာကမင်းကိုမွေးကင်းစအရွယ်တည်းကဒီသက်ဒီပဲကိုရောက်တဲ့ဒီကျွေးမွေးစောက်ရှောက်ခဲ့တယ်ဆိုတာမင်းဘယ်တော့မှမမေ့နဲ့ငါပြောချင်တာဒါပဲဦးတော်စကားဆုံးမှာမိုးညူကလုံကြီးကိုပြင်ဝင်လိုက်ပြီးခလလန်းမှရှိတဲ့ထန်းတော်ဘက်ကိုခြေလန်းကြဲကြဲကြီးတွေနဲ့ထွက်သွားခဲ့လိုက်တယ် ဦးတော်ကတော့မိုးညိုရဲ့ကြောပြင်ကိုကြည့်ပြီးခပြုံပြုံမျက်နှာထားနဲ့ပဲခေါင်းကိုခါရမ်းလိုက်လိမ့်တယ်။ထုံးပြူပြူတုတ်ထားတဲ့ဇီရီရဲ့အနောက်ဘက်မှာတော့မိုးညိုတင်သိန်းအောင်ဖနဲ့မျိုးစွေတို့တုံးရောမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပြီးသူတို့ရဲ့မျက်နှာတွေကတစုံတစ်ခုကိုတွေးတောနေရန်ပေါက်နေခဲ့တယ်။တယောက်နဲ့တယောက်စကားမပြောဘဲအချင်းတန်းညာထိုင်နေရင်းမှာတင်သိန်းမှကျန်တဲ့သူတွေကိုကြည့်လိုက်ပြီးလာမဲ့တစုံမုံလာခွေနေကြရင်ကွင်းအောက်ရွာဦးမိုးအောင်ရင်ဝင်စီးဖို့ဆုံးဖြတ်ထားတယ် ဤသို့ပြောလိုက်ရအောင်ဖမျက်လုံးကိုပင့်ကြည့်လိုက်ပြီအာဦးမအောင်ဝင်ဝင်စည်းတာဟုတ်ပါပြီဟိုဝင်လန်းထွက်လန်းနေကိုဘယ်သူကလေ့လာမှာလဲနောက်ပြီးတော့ပိုင်ဆိုင်မှုကဘယ်လောက်ရှိလဲဆိုတာသိပြီလို့လားမွန်းညိုမင်းတိတာပြောပြလိုက်လေတင်းသိန်းစကားကြောင့်မွန်းညိုကအောင်ဖကိုကြည့်လိုက်ပြီအဝင်ကတော့ဒေါ်အေးဖြူအိမ်အနောက်ဘက်ကနေဝင်လို့ရတယ်အထွက်ကတော့ဥပေါ်ဦးအိမ်ဘေးလန်းကနေပြီးတော့ထွက်ဖို့စဉ်းစားထားတယ်အဲ့ဒီဘက်ကလူနေအိမ်တွေတိတ်မရှိတော့ခြေအောင်ဖျောက်ဖို့အကောင်းဆုံးပဲ ပိုင်ဆိုင်မှုကတော့လဝလက်စားတွေမပိုင်တော့မှပဲတိမ့်ဆယ်ကဏ္ဍအထက်မှာပဲရှိတယ်။ဟွန်းဒါတွေမင်းဘယ်လိုသိရလဲ။ဟာကျုံနီကျိုးဟန်နဲ့စုံစမ်းထားတာပေါ့ဗျာ။ကိုနေနေကျုပ်ပြောစရာရှိလို့။အေးပြောလေကွာ။ဟိုကျုပ်တို့လှုပ်ရှားနေရအောင်ဦးလေးရိမ့်မိနေတဲ့ပုံပဲ။မနေ့ကတော့ကျုပ်ကိုအရေးမွှဲစကားကြောင်းနေတယ်။အေးအဲ့တော့မင်းကဘယ်လိုဖြစ်ချင်လဲ။ဟိုဒီကိစ္စပြီးရင်ဦးလေးကိုခေါ်ပြီးရွာကနေထွက်သွားဖို့စီစဉ်ထားတယ်ဗျာ။အနေပါအောင်ကွာ။ ဟိုဒီကိစ္စပြီးရင်နောက်ထပ်အခြေကြီးလို့ဖို့ရှိသေးတယ်ဟိုအဲ့နောက်ပိုင်းကျမှမင်းသဘောအတိုင်းလှုပ်ချင်တာလှုပ်ပေါ့ကွာကောင်းပြီလေဟိုဒါဖြင့်ကျုပ်သွားလိုက်အောင်မင်းမိုးညွန်ကစကားဝိုင်းကနေထထွက်တဲ့ချိန်တင်းသိန်းကခမ်းမြင်းမြင်းရေလိုက်တာကြောင့်မျိုးစွေကမင်းကိုပြလိုက်ပြီဒီကောင်ကစိတ်ချရတဲ့ထဲမှာမပါဘူးလို့ငါပြောသားပဲသူ့ရဲ့စိတ်ကခမ်းမန်းလို့မရဘူးကွာဟိုထားလိုက်ပါကွာသူ့အတုံးချချရှိသေးတယ်ဟိုပြီးရင်တော့ထုံးစံတိုင်းလှုပ်လိုက်ကြတာပေါ့ အလင်းအောင်ပြောင်းဆုံးနေတဲ့ညာမှောင်မဲလျက်တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ခွေးအောင်သားမအပါအောက်ခွင်းရွာတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။အတန်ထွက်တာနဲ့လဲမျိုးလှိပြလိုက်မယ်။ပြင်းတော်အိမ်မဲမဲကြီးတွေကနေခေါအုံထွက်လာတဲ့အတန်နဲ့အတူငိုရှိုက်တန်တဲ့တဲ့ခတူတူထွက်လာခဲ့တယ်။အဖိုးကြီးဒါရရှိအကုန်မဲလားအကုန်မပဲငါတူရဲ့မလဲရဲပါဘူး။ဟဲ့အောင်ဘီရိုထဲမှာသွားရှာ။ရှာပြီးပြီဘာမှမရှိဘူး။ အေးဒါဆိုလေအကုန်လက်ပြန်ညှို့တော့ပြီးဗဇက်တဲ့ကိုအဝိတွေစို့ထားလိုက်ပါတင်းသိန်းစကားကြောင့်ဒလုတ်ကိုလွယ်ထားတဲ့မိုးညိုဟာအဝိစာတွေကိုယူဖို့အိမ်ငန်းထဲကိုဝင်သွားတဲ့ချိန်ကရင်ရောက်ကဖြက်ခနဲလှုပ်သွားတဲ့အရေးကြောင့်အနားကိုကတ်ကြည့်လိုက်ဟာမျက်ရည်တွေအဝိုင်းသားနဲ့အသားတွေတစက်စက်တုံနေတဲ့မိမဖြစ်တူဝိုင်းစံနေတဲ့မျက်လုံးကောစိနေတဲ့မျက်တောင်တွေအောက်မှာအကြောက်တရားတွေဖုံးလွှမ်းနေတဲ့အကြည့်ကိုမိုးညိုသတိထားမိလိုက်တယ်အဲ့ချိန်အထက်ရောက်ဘာလုပ်နေရလဲဟာအဝိစာရှာနေရလေဗျာလာပါပြီဗျာ မုံညိုကမျက်ဝန်းညိုညိုတွေကိုတစ်ချက်ကြည့်လိုက်ပြီးတန်းပေါ်မှာလမ်းထားတဲ့အဝတ်တချို့ကိုယူကာအိမ်ရှိကိုထွက်လာခဲ့လိုက်တယ်။ဟဲ့အောင်မုံညိုတောက်လေကွာတင်းတင်းကအရက်ပလင်းကိုထိုးပေးလိုက်ရာမုံညိုကအလိုက်တင်ကမ်းယူလိုက်ပြီးတကြိုင်မော့ချလိုက်တယ်။မင်းကြီးရတာဓမျိုးပဲကွာနေမကောင်းဖြစ်နေရလားမျိုးဆွေကမိဘပေါ်မှာကင်ထားတဲ့ကြက်ပေါင်တစ်ချမ်းကိုဆွဲယူကာမေးလိုက်တာကြောင့်မုံညိုကခေါင်းရံပြလိုက်ပြီးဟိုဘာမှဖြစ်ပါဘူးဗျာဟိုဘာမှဖြစ်လေပြီးရပါပဲကွာ ။အိုဒါနဲ့လာမဲတောက်ကြနေနောက်တစ်ဝက်ရှိသေးရင်နော်။တင်းသိန်းစကားကိုမူးညို့ခေါင်းညိမ့်ပြပြီးလက်ထဲမှာခြင်ထားတဲ့ပလင်းနဲ့အရက်ကိုကုံစင်အောင်မော့ချလိုက်တယ်။အရက်အရှင်ကြောင့်ရီဝီဝီဖြစ်နေတဲ့မူးညို့ရဲ့အထွေထဲမှာတော့မြဲဝူးညို့ညို့နဲ့တုံရင်နေတဲ့မိကလေးရဲ့ပုံရိပ်ကအထင်သာ။ဟာဒါတော့မဖြစ်နိုင်ဘူး။โอ้อะซ่าเนี่ยขะมย่าโหจုတ်ပြောပြီးသားလေဒီတခါတည်းပါမိုးညို့ပါပြီးမင်းလည်းချမ်းသာပါပြီကွာကိုတင်းနေจုတ်တို့အလौဆာတွေကဘာပြောတာလဲ ဟိုကိုရွက်ကိုရွာတော့ကျွန်မလုပ်ချင်ဘူးငါသိပါတယ်ဟိုအခုကအချီးရမှာနော်မင်းအနေနဲ့ဒီပွဲမှာဘာမှလုပ်ကြရမလို့အဝင်ထွက်ကိုလမ်းရှင်းပေးအောင်မယ်အကျိုးမြတ်လဲပို့ပေးပါမယ်ကွာမိုးညောင်ကတင်းသိန်းစကားကြောင့်မျက်လုံးကိုဇုံမိတ်လိုက်ပြီးစဉ်းစားနေငါဟာကျွန်မလုပ်နိုင်ဘူးလို့ခက်ပြက်ပြက်ပဲပြောလိုက်ရအနာမရှိတဲ့အောင်မနဲ့မျိုးစွေကမိုးညိုကိုဖမ်းချုပ်လိုက်ပြီးဟဲ့အောင်မင်းငါတို့အကြံကိုတီးသွားပြီဆိုတော့မင်းကိုဒီတိုင်းလွတ်ပေးလို့တော့မရတော့ဘူး ဤသို့ပြောကတင်သိန်းကိုမင်းငေါ်ပြလိုက်တယ်တင်သိန်းကရုံးကန်နေတဲ့မိုးညိုတနာစွေကြည့်လိုက်ပြီးခါးကျမ်းမှထိုးထားတဲ့ဓမြောင်ထုတ်လိုက်ကစိတ်တော်မကောင်းပါဘူးငါးကောင်ရလို့ပြောပြီးဓာတ်နဲ့ထိုးလိုက်တဲ့ချိန်မိုးညိုကခန္ဓာကိုယ်ကိုစက်ကနေလွှဲလိုက်ရာဓာတ်ကဘိုက်ကိုရှက်တီးပြီးသွေးတွေဖြာထွက်သွားခဲ့တယ်ရုတ်တရက်မျိုးစွေနဲ့အောင်ဘတို့ကြောင်သွားတဲ့ချိန်မိုးညိုကချုပ်ထားတဲ့လက်ကနေအတင်းယုံပြီးရွေးပြတ်တော့အောက်ဘက်ကိုထွက်ပြေးပါလေရောခွေးမသားနောက်ကိုလိုက်စမ်းမိရနေမှာအသေးသက်ပြည့် တင်းသိန်းဟာအော်ဟင်းမိုးညုံတော်ကိုလိုက်ခဲ့တယ်လို့ဂျန်တဲ့သူမျိုးကလည်းဓမြောင်ကိုစီကိုင်းကပြေးလိုက်လာခဲ့တယ်ဓာရိုကန္နာရတဲ့ဒံယာကနေသွေးတွေတောက်လျှောက်ချနေတဲ့မိုးညုံဟာရှေ့သမျှခွန်အားရင်းနဲ့ရိုးပြတ်တော်တဲ့ကိုပြေးဝင်သွားရင်းကနေမျက်လုံးတွေပြဝေးလာပြီးဘိုင်းကနေပြစ်လဲသွားခဲ့တယ်မိုးညုံအာယူပြီးထားဖို့ကြိုးစားပေမဲ့တစစစနာကျင်နေတဲ့ဒံယာကြောင့်မထနိုင်ပဲရှိနေတဲ့ချိန်သူ့စီကိုပြေးလာနေတဲ့ခြေတံကိုကြားလိုက်ရတယ်ခြေတံတွေကနီးတဲ့နီးလာလေးလေးမိုးညုံရဲ့မျက်လုံးတွေဟာပြဝေးလာလေးလေးအဲ့ဒီချိန်သူ့ဘေးကနေဖြတ်သွားတဲ့လူတယောက် ခွာကနေအင်းနဲ့အတန်ကြားလိုက်ရပြီရနဲ့မိုးညို့အသေးစိတ်တွေလုံးဝပျောက်သွားခဲ့တယ်။အာအာဝမ်းမိုက်ကတဆစ်စစ်နာကျင်နေတဲ့တန်ရာကြောင့်မိထားတဲ့မျက်လုံးတွေကိုဖွင့်မှုစူးစမ်းပြီးအတင်းထားလိုက်တဲ့ချိန်။ဟိုကောင်းလေသတိရလာပြီလား။အီဒန်ကိုဥစွာကြားလိုက်ရတယ်။မိုးညို့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ရာဖျောင်းနိုင်အလင်းရောင်အောင်မှာသူ့ကိုစိုက်ကြည့်နေတဲ့ဥတောင်းရဲ့မျက်နှာ။အာဥဥလေမထားနိုင်အောင်ကောင်းလေ တတတတာလှဲ့နေပါ။ဟိုကျွန်ကျွန်တော်ကျွန်တော်ဘယ်ကိုရောက်နေရလဲ။အန်နီရဲ့ကင်းတဲ့နေရာကိုရောက်နေပါပြီ။ဦးသောရဲ့စကားကြောင့်မူးညို့ခေါင်းကိုလှဲ့ကြည့်လိုက်ရာမလန်းမကန်းမှထိုင်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။သူတို့တွေကဘယ်သူတွေလဲဦးလေ။မင်းကိုခေါ်လာခဲ့တဲ့လူတွေလေ။ဗျဗျာ။မဗျာနဲ့။ငါကမင်းကိုအသက်20အရွယ်ကြီးပဲစောက်ရှောက်ဝင်ရတာလား။အခုနောက်ပိုင်းဒီလူတွေကမင်းကိုလက်လွဲယူကြလိမ့်မယ်။ဦးလေး ဘာဘာပြောနေရလဲမိုးညိုစကားဆုံးမှာမလန်းမကန်းမှာထိုင်နေတဲ့လူကအလွန်ပါလာတဲ့စက်ကူလေးကိုလွဲထဲမှာထည့်လိုက်ပြီမင်းမှာရှေ့ဆက်လို့ရမယ့်အလုပ်တွေအများကြီးရှိတယ်မင်းဘွားအခုလိုစိုးမိုက်ပေးတည်နေရမယ့်အနေဒါမဟုတ်ဘူးကွာဟုတ်ခမရဘာတူလဲအာကျုပ်ကျုပ်ကိုတိလို့လားတိတာဗောကောင်းလေးကမင်းမမွေးခင်နေရမင်းရဲ့ဇာတိကိုတိနေရလို့ပြောရင်ပုံမှန်လိမ့်မယ်အာအာပြောစမ်းပါဦးဗျာ ကျုံစာတရားဘယ်လိုမျိုးလဲမင်းထိုင်ရာတွေတတ်တာအရင်လုပ်ပါဦးပြီးရင်ပြောပြပါမယ်မိုးညိုဟာဗဟေတိဆိုင်တဲ့လူတယောက်ကြောင့်ဘာမှထပ်မမေ့တော့ပဲမျက်လုံးကိုမိတ်ထားလိုက်တယ်တပတ်လောက်ကြာမှတော့မိုးညိုရဲ့ဒဏ်ရာတွေတတ်တာလာပြီးထူထူထောင်ထောင်ဖြစ်လာခဲ့တယ်အဲဒီအချိန်ဦးတော်ကမိုးညိုနားကိုလာပြီးကောင်းလေမင်းတတ်တာရဲ့လားဟိုတတ်တာပါတယ်ဦးလေဟိုဒန်းနဲ့ဟိုလူတွေကဘယ်သူတွေလဲသူတို့ကမင်းကိုငါးစီရနေလက်ပြောင်းတာဝန်ယူမဲ့သူတွေပဲလေသူသူတို့ကဘာမို့လို့လဲ ကျုပ်ကိုဘာလို့လက်ပြောင်းယူပါမလဲမင်းရဲ့မမွေးခင်တည်းကပါလာတဲ့အကြောင်းတရားတွေပေါ့ကွာဘာအကြောင်းလဲဆိုတော့ငါ့ကိုပြန်မမင်းနဲ့ဟာဥလိစကရှုပ်နေရမယ်ဗျာကျုပ်နားအောင်မလဲတော့ဟေးနောက်တော့လဲနားလဲလာမှာပေါ့ကောင်းလေးဟာဥတော်ကမိုးညို့ပြုံးပြပြီးဘေးမှာထိုင်နေတဲ့သူကိုကြည့်လိုက်ကဒီကောင်လေးကိုဆရာစီကိုအပ်လိုက်ပြီနော်သူကနင်းနေတော့ခေါင်းမှာပဲမယ်ပြုတ်ပြင်လို့တော့ရပါတယ်ကျုပ်အကောင်းဆုံးထိန်းချောင်းပေးပါမယ်ဥရကျန်လေသူ့ကိုအနည်း20လောက်စောက်ရှောက်ပေးခဲ့တာ တရားကျင့်ဖို့အချိန်နဲ့ရော့ကုန်ပြီဒီလိုလည်းမဟုတ်ပါဘူးဆရာကြီးဒါနဲ့သူ့ကိုမြင်ရတာဆရာကြီးလည်းရင်တပည့်ကိုပြန်သတိရမိတယ်ဥတောင်းတစ်ဖြစ်လေဥယျာဉ်ချန်စကားကြောင့်ယောဂီဝေထားတဲ့သူကပြုံးလိုက်ပြီလောဂီဘုံထဲမှာတယောက်သွားရင် နောက်တစ်ယောက်ဝင်လာစမြဲပဲမဟုတ်လားသူလည်းကျုပ်တို့ပဲနောက်တစ်ယောက်ရှိနေတော့အဖို့ရမှာပါဟုတ်ကဲ့ပါဆရာဟိုဒီလိုဆိုလဲကျုပ်စိတ်ချပါပြီဥတောင်းကမိုးညိုကြည့်လိုက်ပြီခပ်ဘွားဘွားပြုံးလိုက်ပါတော့တယ် ဒီပြုံးကဦးတောင်းရဲ့နှုတ်ဆက်ပြုံးဆိုတာတော့မုံညိုတရားမသိခဲ့ပြီအိဒန်အထကသာအစာရှာနေကြရဲ့ကျင်းကတူရဲ့အော်မီတန်ကြောင့်မုံညိုတရားအိယာအနေထားလိုက်ပြီးဘေးဘီကိုကြည့်လိုက်ရာသူ့ဘေးမှာတော့စက်ကူပါတချို့နဲ့အတူအလုရှုံနေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်ဒီမှာဟိုဒီမှာဒီမှာဦးတောင်းတယောက်ဘဲသွားလဲဗျာမုံညိုစကားကြောင့်သဘေကိုနောက်ပြန်စီးထားတဲ့သူကလှုပ်လှက်စာလို့ကိုရက်လိုက်ပြီးဦးတောင်းကသူ့ရဲ့တောင်းဝင်နေပြီးဆုံးလို့သူ့ရက်တွေသာပြန်သွားပြီကောင်းလေး ။ဦးသွန်းကရွာကိုပြန်သွားလာ။ရွာတော့ရွာပဲ။ဒါပေမဲ့မင်းတို့နေတဲ့ရွာတော့မဟုတ်ဘူး။ဟိုဒါဖြင့်ကျုပ်ကဒီချန်ရာနဲ့ဘယ်လိုလုပ်ရမလဲ။ငါတို့နဲ့နေရမှာပေါ့ကောင်လေး။အခုဟာစားပြီ။ငါတို့ကမင်းရဲ့ဘဝကိုထိန်းချောင်းမဲ့သူတွေပဲ။ဟိုကျုပ်ကဘာဖြစ်နေလို့ခမရတို့ကထိန်းချောင်းရမှာလဲ။ဟိုနေစမ်းမအောင်ခမရတို့ကကျုပ်နဲ့ဘယ်လိုပတ်သက်နေလို့လဲ။မင်းနဲ့ပဋ္ဌာန်းဆက်ပါလို့ပေါ့ကွာ။မင်းဘဝမှာတေးဘေးကိုတုံးညိနိုင်နိုင်ရင်ဆိုင်ရလိမ့်မယ်။ အေးပထမတစ်ချိန်ကတော့အမေဝမ်းကကျွတ်တဲ့အချိန်ပဲဒါဝမင်းကြော်ဖြတ်နိုင်ခဲ့တယ်အေးဒုတိယအချိန်ကတော့မကြသေးခင်ကမှဓာထုမှုပဲဒါကိုလည်းမင်းကြော်ဖြတ်နိုင်ခဲ့တယ်တတိယတစ်ချိန်ကတော့ဘယ်တော့ဖြစ်လာမလဲဆိုတာငါ့ကိုလည်းမသိဘူးကျွတ်ဒါရီပြောပြနေတာဘာကြောင့်လဲမင်းအနေနဲ့ဒီလိုပုံစံတိုင်းဆက်သွားမယ်ဆိုရင်တေးရနဲ့ငရဲကိုတန်းနေမှာမင်းကဒီလိုဘဝနဲ့သွားမယ်လို့မဟုတ်ဘူးမင်းမှာခမန်းလို့မရတဲ့အရာတွေအများကြီးရှိနေတယ် လာကွာဟိုမင်းလဲတန်ရာတွေတက်တာပြီဆိုတော့ငါနဲ့တူလမ်းလျှောက်ထွက်ရအောင်အောင်မြတ်သားမုံညိုခေါ်ပြီးဇရက်ပြင်ကိုထွက်လာခဲ့လိုက်တယ်နေရောက်သားလမ်းလျှောက်နေရင်အောင်မြတ်သားမုံညိုကြည့်ကမင်းအနေနဲ့မင်းကိုမွေးဖွားပေးခဲ့တဲ့မိခင်ဖြစ်သူကိုမတွေ့ချင်ဘူးလားဟာကျုံကအမေဆိုတာရှိမှမရှိတာဟာရှိရပါဘောကောင်းလေးရမင်းမရအခုထိအသက်ရှင်နေသေးတယ်အောင်မြတ်သားတကားကြောင့်မိုးညွရဲ့မျက်နှာဘေးသို့လှည့်သွားပြီကျုံမမေရှိရဆိုရင်သူကကျုံကိုဘာလို့လာမတွေ့ရလဲ သူ့မှာလည်းအကြောင်းတရားရှိလို့ပေါ့ခဏနေငါတို့ရွာရွာကိုသွားဖို့ရှိတယ်အမင်းလည်းလိုက်ခဲ့ရမယ်ကျောက်တိရင်နာတခုကခမရတို့တော့ကဘာတွေလဲဟိုစာရွက်တွေပေါ်မှာဘာရေးနေကြတာလဲငါတို့ကနေလဲပြီးတော့ပျောကခုနေရတဲ့သူတွေပဲမင်းမြင်တဲ့အရာတွေကအင်းအိုင်လက်ဖွဲ့စီရင်တဲ့အခါမှာတုံးတဲ့အရာတွေပေါ့ဟိုဒီဘက်ကမှဒီလိုပညာတွေရှိသေးတယ်ပေါ့လေဘာလဲမင်းမယုံလို့လားဟိုကျောက်ကလက်တွေတမားဗျာ ဟိုကျုပ်ကိုယ်တိုင်ကျုံမှာလက်ခံတဲ့သူမျိုးဒါဖြင့်လဲမင်းရောအောင်ပြရတာပေါ့မုံညိုဟိုးရှင်မှာရှိနေတဲ့ကြောက်တုံးကိုမလာခဲ့ကွာအောင်မြတ်သားစကားကြောင့်မုံညိုလည်းလမ်းမမှာရှိနေတဲ့ကြောက်တုံးကိုယူလာခဲ့လိုက်တယ်မင်းတက်လာတဲ့ကြောက်တုံးကလေးလာလေးတာပေါ့ဗျဒီကြောက်တုံးနဲ့ခေါင်းကိုအားကုန်ထုတ်ရင်ဘာဖြစ်သွားမလဲဟွန်းခမရမေးလဲမေးတတ်တယ်နော်ငါမေးတာကိုဖြေစမ်းပါခေါင်းခွဲမှာပေါ့ဗျအေး အခုမင်းငါခေါင်းကိုအဲ့ဒီကြောက်တုံးနဲ့ထူးဆန်းအောင်မြတ်သားခေါင်းထိုးပေးလိုက်တာကြောင့်မိုးညိုလည်းအံ့ဩသွားပြီဟဲ့လူခမရူးနေပြီလားလှုပ်ဆန်းပါကွာရွာစင်လဲပြီဓာတ်ထိုးခံနေတဲ့ကောင်ကဒါကြတော့မလုပ်ရဲတော့ဘူးလားမိုးညိုကသူ့ကိုခနဲတဲ့စကားကြောင့်စိတ်ထဲကထောင်းကနေဖြစ်သွားပြီကျုပ်တကယ်ထူးမှာနော်အေးတခုဖြစ်မှာကျုပ်အဆိုးမဆိုနဲ့လှုပ်မှာသာလှုပ်ဆန်းပါမိုးညိုလည်းသူ့ရှေ့ကိုထိုးထားတဲ့ကောင်ကိုကြောက်ခဲနဲ့အားကုန်ထုလိုက်ရာ ခွာခနဲဆိုတဲ့အတန်းနဲ့တူကြောက်တော့ဟာထချမ်းကွဲသွားခဲ့တယ်ခခမဘာမှမဖြစ်ဘူးလားခေါင်းမှာတော့ကြောက်မှုနေပေးသွားတာပေါ့ကောင်လေးဟာအောင်မြတ်သားခေါင်းမှာမှာပေးနေတဲ့အမုံမွားတွေကိုလက်နဲ့ခါထုတ်ပြီးပချိုင်လေးနှစ်ဖက်ပေါ်အောင်ပြုံးကကြည့်နေခဲ့တယ်ခမဘာလို့ဘာမှမဖြစ်တာလဲဟိုကြောက်ကြဘူးတဲ့ကာယသိတိပြီးတယ်ဆိုတာဒါမျိုးကိုပြောတာလားဘာမှမဖြစ်ရတဲ့အကြောင်းကဟောဒီတပွဲတို့အဆောင်ကြောင့်ပဲအောင်မြတ်သားညာဘက်အန်သွားအောင်မှာကြိုက်ထားတဲ့ကြေးပြားလေးကိုထုတ်ပြလိုက်ရာ မိုးညိုကပါဇက်အဟောင်းသားနဲ့ကြည့်လိုက်ပြီဒီဒီဆောင်ကတကယ်ဆွမ်းတယ်ပေါ့လေမင်းမြုံရင်ဆန်းကြည့်လေကောင်းလေးရယော့အောင်မြတ်သာကြည်ပြလိုက်ကိုကမ်းပေးလိုက်ရမိုးညိုကစက်ကနေကောက်ယူလိုက်ပြီဒါဒါဟိုပါဇက်ထဲကောင်ရမလားမင်းလက်ထဲမှာစုပ်ထားရင်ရပါပြီကဲအတင်းဖြစ်ပြီဆိုရင်ရှေ့ကအုံးမေကိုခေါင်းနဲ့ပြေးတိုက်ကြည့်စမ်းမုံညိုလေယုံတော့မယုံတော့နဲ့အနားမှာရှိတဲ့အုံးမေကိုခေါင်းနဲ့ပြေးဆောင်ချလိုက်ရာဒုံးဆိုတဲ့အတန်ထွက်ပေါ်လာခဲ့တယ် ရဘာတော့နေဆောင်းလာတယ်ဖြစ်နေပါလားဘယ်လိုနေလဲကောင်လေလုံးဝမနာဘူးဗျမိုးညိုကမယုံနဲ့ဟန်နဲ့ပြောလိုက်ပြီးဒုတိယချင်းခေါင်းနဲ့ပြေးဆောင်လိုက်ရအုံးမိတစ်ပင်လုံးရိုင်းထိုးသွားပြီးအုံးသီးတို့မြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့တယ်ဒီဒီဆောင်းတော့ကြုတ်ကြိုက်သွားပြီဗျာမင်းလိုချင်လို့လားလိုချင်တာပေါ့ဗျာဟိုဒါဟိုသာရရင်ကြုတ်ဘာမှကြောက်စရာမလိုတော့ဘူးဗျာမိုးညိုကလက်ထဲမှာခြင်ထားတဲ့အဆောင်တေချာကြည့်လိုက်တဲ့ချင်းအောင်မြတ်သာစကနေလှမ်းယူလိုက်ပြီးအေး မင်းဒီဆောင်ကိုလိုချင်ရင်ငါခိုင်းတာလောက်ရမယ်ကျုပ်ဘာလို့ရမှာလဲပြောပြမင်းအနေနဲ့ဓမြတိုင်းတော့ရတာလေပြည်စည်းတွေကိုပိုင်းရှင်စီကိုပြန်ပေးရမယ်ဟာကျုပ်မှာဘာပြည်စည်းမှမရှိဘူးဟိုခွေးကောင်တွေအကုန်သိမ်းထားတာဟာဒါဖြင့်လေမင်းသူတို့စီကပြန်ယူရမှာပေါ့အိုသူတို့ဘယ်မှာသိမ်းထားလဲကျုပ်မှာမသိတာမသိရင်သိအောင်လုပ်လို့ရပါတယ်အခုမင်းရဲ့တိုင်ကဘလို့နေသေးလဲဟိုဘာမှတော့မဖြစ်တော့ဘူးနားလည်းမနာတော့ဘူး ။ဟေးဒါဖြင့်ညကြရင်မင်းနဲ့ငါသူတို့ရှိတဲ့နေရာကိုသွားရအောင်။မင်းပတ်သက်ခဲ့တဲ့အရာကိုမင်းကိုယ်တိုင်ပြန်ပြီးပေးဆက်ရမယ်။အောင်မြတ်သာမိုးညိုလေးတန်အေးနဲ့ပြောလိုက်ပြီးဇရက်ရှိတဲ့ဘက်ကိုပြန်ထွက်သွားခဲ့လိုက်တယ်။ဇရက်ပေါ်ရောက်တော့အသင်းဆောင်နေတဲ့လူနှစ်ယောက်ကမိုးညိုကိုပြုံးပြပြီ။ဘလို့လဲကောင်လေ။နေသားထိုင်တာရှိရဲ့လား။ဟိုတက်တာပါလေ။โอ้ခမ ्या တို့ကသူတို့ပဲလားအေးဘောကွာငါတို့လည်းတစ်ချိန်ကမင်းလိုခြေကန်ကန်ကောင်တွေဖြစ်ခဲ့ကြရလေအခုတော့ဆရာရဲ့တုံ့ပြန်မှုအောင်မှာငါတို့လိမ္မာနေကြပါပြီ ။အော်မင်းနာမည်ကမိုးညွန်းနော်။ဟုတ်ပါတယ်။ဟိုခမရွေနာမည်ကဘော။ငါနာမည်ကမောင်ကောင်း။အေးသူ့နာမည်ကတော့ခွန်းလာလို့ခေါ်တယ်။မိုးညွန်းလည်းသူ့ကိုဖော်ဖော်ယွေယွေနှုတ်ဆက်နေကြတဲ့သူရဲ့ကြောင့်နေရတာအဆင်ပြေလာခဲ့တယ်။ညာတော့အောင်မြတ်သားမိုးညွန်းကိုခေါ်ပြီးဂန္ဓာယစုပင်နဲ့အထက်ထက်ပေါက်နေတဲ့ကျင်းအောင်ရွာဘက်ကိုထွက်လာခဲ့လိုက်တယ်။ကျင်းအောင်ရွာဆိုတာကရခင်ကမြေစီမြောစာကောင်းပြီးလုတ်ကန်စားတော့ရတာအဆင်ပြေတဲ့ရွာတွေပါဖြစ်ခဲ့တယ်။ တော်ရဆောင်နေတဲ့ယဟန်တစ်ပါးကိုပြင်းမစော်ကားမိရာကြောင့်တရွာလုံးမြေကြီးအောင်ကိုနင်းမြုပ်ခဲ့ရပြီးဘာမှလုံးကင်စားတော့လို့မရတဲ့နေရာဖြစ်သွားခဲ့ရတယ်။ညာအိချိန်တောင်းပြပြီးတရွာလုံးမြေကြီးအောင်ကိုရောက်သွားတာကြောင့်လူတွေရာနဲ့ချင်းတေဆုံးခဲ့ရတယ်လို့ညာဘက်ရောက်ရင်လည်းတေလို့တင်မှမသိတဲ့သူတွေကအပိုင်းပိုင်းပြတ်နေတဲ့ခန္ဓာကိုယ်တွေလှုပ်ရှားနေရအောင်မြင်တဲ့သူတွေလည်းရှိခဲ့ဘူးတွေ။အချောင်းလန်းကျန်းတဲ့ဒီလိုနေရာမျိုးတာမန်လူတွေမလာရဲပေမဲ့ဒူးစရိုက်လုံးနဲ့အတမ်းမွေးဝမ်းကြောင်းနေတဲ့သူတွေကတော့ကျင်းတော်ရွာကိုသူတို့ရဲ့ဝီချင်းတစ်ခုဖြစ်တတ်မှတ်ရွေးချယ်ခဲ့ကြတယ်။အခုလေမှောင်စပြိုးနေတဲ့ချိန် ချောက်လန်ကျမ်းပါပဲဆိုတဲ့ကျင်းတော်ရွာကိုအချောက်လန်မရှိသွားနေတဲ့အောင်မြတ်တာကိုမိုးညိုနားမလည်နိုင်တဲ့မျက်လုံးနဲ့ကြည့်နေခဲ့တယ်။ဒီကောင်တွေကျင်းတော်ရွာမှာရှိရဆိုတာသိကြလို့လား။လမ်းလျှောက်နေမေးလိုက်တဲ့မိုးညိုရဲ့စကားကြောင့်အောင်မြတ်တာကောင်းညှင့်ပြလိုက်ပြီ။မင်းတို့ဓာတ်နဲ့ထိုးခဲ့တဲ့နေရာဒီကောင်တွေကျင်းတော်ရွာဘက်ကိုထွက်ပြေးသွားတာမြင်လိုက်ရတယ်။ဟာဟုတ်ပါမလားဗျာ။ကျင်းတော်ရွာဆိုတာနေကင်းဘက်တော့ဘယ်သူမှသွားရတာမဟုတ်ဘူး။အေးအဲ့လိုတဲ့ရင်နေကြောင်းဒူးဆဲသမားတွေခိုးအောင်နေနေရဖြစ်နေတာပဲ။ မင်းစိတ်တွေကဘဝင်မကြဖြစ်နေရတယ်ဟိုရောက်ရင်ရှင်းသွားပါလိမ့်မယ်။အောင်မြတ်သားကစကားကိုလိုတိုရှင်းပြောလိုက်ပြီးချင်းတော်ရွာအဝင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။နိုင်ဝဲလောက်လမ်းလျှောက်ပြီးချိန်မှာတော့မြေကြီးထဲမှာတဝက်ခန့်နင်းမြုံနေတဲ့အိမ်ပြက်တွေကိုသွေးပြက်ဖွယ်မြင်တွေ့လိုက်ရတယ်။မုံညိုမင်းပရလောကအောင်ယုံလား။ငငယ်ကတော့တရေခဏခဏချောက်ခံရဘူးလေ။အဲ့ဒါကြောင့်ရှိရအောင်တော့ယုံတယ်။မင်းကြောက်ရောကြောက်တယ်လား။မမွေးရင်တော့ကြောက်တတ်တယ်။မွေးရင်တော့မကြောက်ဘူး။ မုံညိုစကားကြောင့်အောင်မြတ်သာအနေငယ်ပြုံးလိုက်ပြီးကန္နာစုဝင်နေပေါက်နေတဲ့ရွာလမ်းမတွေကိုဆက်လျှောက်ခဲ့လိုက်တယ်။မင်းပြောတော့ရွာထဲမှာအချောက်လန့်ကျန်းနေဆိုအခုဒီလေဘာမှမမြင်ရပါလား။အောင်မြတ်သာစကားကိုမုံညိုဘာမှပြန်မပြောဘဲမှောင်မိုက်နေတဲ့ဘေဘီကသာလိုက်ကြည့်နေခဲ့တယ်။အိမ်ပြက်တွေကြားကနေထွက်လာတဲ့ခြေတန်းကြောင့်အောင်မြတ်သာမုံညိုကိုလှည့်ကြည့်လိုက်ရာရေကနေထွက်ပြေးသွားတဲ့လူကြီးတစ်ခုကိုမြင်တွေ့လိုက်ရတယ်။အာပြောပြောပြောနေရင်အရေးအောင်ပြပြီထင်နေ။မင်းကတရေချောက်တယ်ထင်နေလို့လား။ အောင်မြတ်သားလမ်းမမှန်ရှိနေတဲ့ဂဲတလုံးကိုကောက်ယူပြီးအမောင်နဲ့ကိုအားကုန်လွှဲပြလိုက်ဟာအားဆိုတဲ့အတန်နဲ့တူလူတယောက်ထွက်ပြေးသွားတာကိုလာရောက်အောင်မှမြင်လိုက်ရတယ်။ဟာလူလူလူဟာလားငါတို့ရောက်နေတဲ့အကြောင်းကိုသတင်းပို့ပြီးသွားပြီကွာ။အောင်မြတ်သားအိမ်ပြတလုံးရှိမှရှိနေတဲ့ဒုတိယချောင်းကိုမိုးညို့ကိုကမ်းပစ်လိုက်ပြီးရွာအတွင်းဘက်ကိုဝင်ခဲ့လိုက်တယ်။တခုခုကိုကင်နေတဲ့အနံရသလိုပဲ။မိုးညို့ကနှာခေါင်းတရှုပ်ရှုပ်လို့ပြီးအနံ့ကိုခံကြည့်နေရဲ့ချေ။ဝီးဆိုတဲ့အတန်နဲ့တူနရွက်နာကနေဖြတ်သွားတဲ့အရာတခု။ မိုးညိုတတိတာအောင်မြတ်သားမိုးညိုဆွဲဖမ်းလိုက်ရာဒုံနဲ့အတန်နဲ့အတူဘေးမှာရှိနေတဲ့တစ်ပင်တွေကိုစိုက်သွားတယ်ပေါက်ထားတယ်လဲဒီကောင်တွေခိုးကြောင်ခိုးဝဲနဲ့တရေဘောကြောင်လိုက်တာမကောင်းတာလုပ်တဲ့သူတွေကအမောင်ထဲမှာပဲနေကြတာများတယ်အေးမိတီမခဏနေဦးငါပြန်လာခဲ့မယ်အောင်မြတ်သားမိုးညိုတစ်ပင်နောက်မှာထားခဲ့ပြီးအမောင်နှူးတွေကိုတိုးဝင်သွားခဲ့ရာခဏနေတော့ဒုက္ခနဲ့ခွက်ခနဲ့အတန်နဲ့အတူလူတို့ချို့နာကျင်စွာအော်ဟစ်တန်နေတဲ့အတူထွက်ပြေးသွားခဲ့တယ်မိုးညိုထွက်ခဲ့လိုက်တော့ အောင်မြတ်သားရဲ့တန်ကြောင့်မိုးညိုဟာတိပိနောက်ကနေထွက်ခဲ့ရာအမောင်နှူးထဲမှာတော့တီအီညင်းညူနေပြီးလူးလိမ့်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်ဒီကောင်တွေကမင်းတို့ဖွဲ့တဲ့ရလားမဟုတ်ဘူးဗျာဟိုဒီလူတွေကိုတခါမှမတွေ့ဘူးမိုးညိုဟာလာရအောင်မှမြင်နေရတဲ့သူတွေကိုတေချာကြည့်လိုက်တဲ့ချိန်ရွာအတွင်းဘက်ကနေမီးအောင်တို့ချိုထွက်လာပြီးဒေါက်တာတွေကင်ဆောင်ထားတဲ့လူစေယောက်ခံပေါ်ထွက်လာခဲ့တယ်ဘာသူလဲလို့ကြည့်နေတာငါတို့ခြာတိတ်လေးဖြစ်နေပါလား မိတို့ကင်ထားတဲ့အသားမဲမဲဂင်တို့တို့လူရဲ့နောက်ကနေထွက်လာတဲ့အတန်းချောင်းကြည့်လိုက်ရဓမြောင်တစ်ချောင်းကင်ထားတဲ့တင်သိန်းကိုမြင်လိုက်ရတယ်မွန်းယိုဒါပါစက်ထဲမှာငုံတာအောင်မြတ်သားအနားကိုကပ်ပြီးလက်ထဲကိုကြီးပြားလေးတစ်ခုထည့်ပေးလိုက်တာကြောင့်မွန်းယိုလည်းပါစက်ထဲကိုထည့်ကအန်သွားနေကပ်ပြီးလက်ထဲမှာကင်ထားတဲ့တို့ကိုကြီးကြီးပအောင်ဆုပ်ထားလိုက်တယ်နေပေါင်း तू ကဟိုနေညာငါတို့အလစ်ဝင်တိုက်တယ်သူမဟုတ်လားတင်သိန်းကအောင်မြတ်သားကိုလက်ညှိုးထိုးပြီးပြောလိုက်ရဘေးမှာရှိနေတဲ့မျိုးစုရခေါင်းကိုညှိမ့်ပြပြီဟုတ်တယ်တင်သိန်း ဒီကောင်ငါတို့နဲ့တည်းမကြောက်မရွံ့လာရတာအံ့ဩတယ်။ဟိုနေနေကြသားမအောင်ဗျာ။ကျုပ်တီကိုလာတာခမရုံနဲ့ပြဿနာဖြစ်ဖို့လာတာမဟုတ်ပါဘူး။ဒီကောင်လေးကတိုက်ရပါပစ္စည်းတွေကိုပန်းရှင်စီကိုပြန်ပေးခြင်းနဲ့ဆိုလို့လိုက်ပို့ပေးတာပါ။မုံညွေမင်းကိစ္စမင်းရှင်းပြီတော့။အောင်မြတ်သားမုံညိုတွန်းပေးပြီးဘေးကသစ်ပင်အောင်မှာဝင်ထိုင်နေလိုက်တယ်။ဒီကောင်တတ်နိုင်တဲ့သူဗရမားပြည့်တကုံပေးမယ်။တင်းသိရဲ့စကားဆုံးမှာဒေါတာလက်နက်တွေကင်ဆောင်ထားတဲ့လူအုပ်ကြီးကမုံညိုတိုးခုတ်ရန်ပြေးဝင်လာခဲ့ကြတယ်။ဟင် ီကောင်ဘာလဲဟာလူမိုက်တချို့ရဲ့အာမေနေတန်တွေထွက်လာခဲ့တယ်။ဘာကြောင့်လဲဆိုတော့မိုးညိုရဲ့ခန္ဓာကိုယ်ပေါ်ကိုကြာလာတဲ့ဒုတိယဓာတ်တွေဟာအသားကိုစိုက်မဝင်သွားပဲအပြင်ကိုပြန်ကန်ထွက်လာလို့ပါပဲ။မင်းတို့လည်းပြီးငှားလဲပေါ့ကွာ။မိုးညိုဟာဟက်ကနေရေပြီးလက်ထဲမှာကင်ထားတဲ့ဒုံနဲ့ရှေ့မှာရှိတဲ့သူတွေကိုရိုက်ချလိုက်ဟာဒုံဆိုတဲ့အတန်းနဲ့တူမြေကြီးပေါ်ခွေကြသွားခဲ့ကြတယ်။အောင်ပါဒီဒီကောင်တဆန် မုံညိုလေသူ့ထံအောင်ရောက်လာတဲ့ဒုဒ္ဓလက်နက်တွေကိုလက်ဖြန်နဲ့ကလိုက်ဒုံးနဲ့ကလိုက်လို့ရင်တယောက်ပြီးတယောက်ကိုဖြိုးခဲ့ရဆယ်ယောက်ခန့်ရှိတဲ့လူအုပ်ကြီးကမြေပြင်ပေါ်မှာသွေးလူးလူးနဲ့လဲကျသွားခဲ့တယ်။ဟာဒီဒီကောင်တရေဘလူးများစီးနေရလား။တင်းသိအလန်းတရားပြောရင်သူ့စီကိုလမ်းလျှောက်လာတဲ့မုံညိုကိုကြောက်လန့်တဲ့မျက်နှာနဲ့ကြည့်နေခဲ့တယ်။ဘလူးလဲကိုသိခမရလက်ထဲမှာခိုင်းထားတဲ့တမောင်နဲ့ကြုတ်လာထိုးသမ်းပါအောင်။မုံညိုကရင်ဘက်ကအင်ဂျီကိုဟပြီးကော့ပေးလိုက်ရာတင်းသိမထိုးရဲပဲအနောက်ကိုလှည့်ပြေးဖို့လို့ထိုးဆိုတဲ့အတန်းနဲ့တူ ကြောပြန်ဟာကော့တက်သွားခဲ့တယ်။တိုက်ရပါပစ္စည်းတွေဘယ်မှာလဲ။ရောင်းလိုက်ပြီမမရှိတော့ဘူး။တင်းသိမ်းမြေကြီးပေါ်မှာလူလိန်ရင်ပြောနေတဲ့စကားကြောင့်မွန်ညူကခေါင်းကိုတစ်ချက်ခောက်လိုက်ပြီးညိုတကြီးကိုဖြောင်းကနေမြအောင်တစ်ချက်ရိုက်ချလိုက်တယ်။တင်းသိမ်းရဲ့ငဲသမောင်အော်တဲ့အံဟာကျင်းအောင်ရတရွာလုံးပဲ့တင်ထပ်သွားခဲ့တယ်။ဟေ့ရတိုက်ရပါပစ္စည်းတွေဘယ်မှာလဲလို့ဒီတစ်ခါမေးလို့မှမဖြစ်ခင်ဗျာတစ်သက်လုံးတောင်းစားဖို့ပြင်တာ။မွန်ညူကလက်ထရထုံးနဲ့ရွယ်ပြီးမေးလိုက်ရာ တောင်းမမာတွေမှုညွေအမှန်တိုင်းပြောပါမယ်ဟုတ်ပစ္စည်းတွေကဇေဒီဘီဝေးကမကြီးပြင်းအောင်မမြုပ်ထားပါတယ်အာဟေးကျုပ်ကိုလင်းရင်တော့ခမအသေးပဲနော်မိုးညွာစကားဆုံးမှတင်းတင်းရဲ့ပါဆက်ကိုခွက်ခနေမြအောင်ထိုးချလိုက်ပြီးဟေးဒါကျုပ်ကိုတတ်ဖို့လှုပ်တဲ့အတွက်လို့ပြောကလဲကြနေတဲ့သူတွေကိုလည်း၎င်းတို့ဝေးထားတဲ့လုံချီနေတဲ့ချီနောင်ကဇေဒီဘီရှိရဘက်ကိုခေါ်ခဲ့လိုက်တယ်မနက်လင်းချက်တုံတန်ကြောင့်မင်းင်းတယောက်အိယာနေအလူလဲထားပြီးအိမ်ကောင်ကိုဖွင့်လိုက်တဲ့ချိန် လုံကြီးစိုးတထဲနဲ့ထုတ်ထားတဲ့အထုတ်ထုတ်စားရဆောင်ကိုမြင်လိုက်ရတာကြောင့်ဘာလဲဆိုပြီးဖြွင့်ကြည့်လိုက်ရကိုမျက်လုံးကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်။ပစိုးထဲမှာရှိနေရတာကလုံခဲ့တဲ့ရပန်းကဓမြတိုက်ခံလိုက်ရတဲ့ယတနာပစ္စည်းတွေဖြစ်နေလို့ပါပဲ။ဝမ်းသာလို့မဆုံးဖြစ်နေတဲ့မိကလေးကိုခလလန်းအသိပင်နောက်ကနေကြည်နေတဲ့မိုးညိုကတော့မျက်ဝန်းလေးတွေကတိတ်လာတာပဲဗျာလို့ခတ်တူတူရေရွတ်လိုက်ပါတော့တယ်။စပားကြီးတွေတောင်လိုပုံနေတဲ့ပွဲုံတွေကိုခကြော့ကြော့ဝင်လာတဲ့ဒေါ်မီတီကြောင့်စကားပြောနေတဲ့အလုပ်သမားတွေချက်ချင်းဆိုသလိုတိတ်ဆိတ်သွားခဲ့ကြတယ်။ ဒီနေ့စဘာတင်းဘလောက်လာဖို့လဲတင်း900ကျော်တယ်အန်နီမီအေးညနေကျရင်လာပြည့်ပွဲရုံကနေတင်း300ထပ်ပြီးလာဖို့လိမ့်မယ်တေချာစိတ်ပြီးယူထားကြအောင်ကြားလားဟုတ်ကဲ့အန်နီမီဒေါ်မီဒီကအလုပ်သမားတွေကိုမျက်နှာတီမျက်နှာထားနဲ့ပြောပြီးကောင်တာမှာဝင်ထိုင်လိုက်တဲ့ချိန်အန်နီမီကဘယ်ချိန်ကြီးကြီးလှနေရပဲနော်လှမရဲစကားကြောင့်စဘာလန်းရဲ့အေးမီကအန်နီမီကိုတစ်ချက်ကြည့်လိုက်ပြီးနေကလှတာပဲမြင်တာဟုတ်သူဘလောက်မောက်မာလဲဆိုတာနေမှမသိတာဟင်အန်နီမီကအဲ့လိုလား ဲ့တက်တောင်ပူဆိုးသေးတယ်။ဟိုနောက်ပြီးတော့သူ့ရဲ့မမမှုကြောင့်မိကြီးကစကားကိုရုတ်တရက်ဆိုသလိုရက်လိုက်တာကြောင့်လှမရအားမလို့အားမရဖြစ်သွားပြီ။အေးဘာလဲစက်ပြော်လေး။ဟိုဘာမှမဟုတ်တော့ပါဘူး။မိကြီးကစကားကိုတီးကနေဖြတ်ချလိုက်ပြီးစပိုင်းတွေထားတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။လှမရတော့ကြော်ရှင်ပြီးအင်းကြီးရဲ့တခွဲသားနဲ့စီးရင်လုံးနေတဲ့အန်နီမီကိုအားကြတဲ့မျက်လုံးနဲ့လှမ်းကြည့်နေပါတော့တယ်။ရုတ်တရက်ထွက်ပေါ်လာတဲ့မိုးချိန်တန်ကြောင့်ဘွဲယုံထဲမှာရှိတဲ့အလုပ်သမားတွေရုတ်ရွတ်တဲ့တဲ့ဖြစ်ကုန်ပြီးလှမ်းထားတဲ့စပားတွေကိုရုပ်ဖို့ပြေးရတူပါပြီ လတ်စတစ်အုပ်ဖို့လုပ်တဲ့သူကလုံးနေအလုပ်တွေရှုပ်သွားကြကြတယ်။ဒေါ်မေဒီကတော့အချိန်မို့ခါမို့ရွာတဲ့မိုးကြောင့်တပင်းတစ်ချက်ချလိုက်ပြီးစင်းရင်လုံးနေတာကိုရက်ကပွဲုံမြင့်မတ်ကိုကြည့်လိုက်တဲ့ချိန်မျက်နှာတော်တော်အရက်မြင့်မြင့်နဲ့လူတယောက်သူ့ကိုစိုက်ကြည့်နေတဲ့ပုံရိပ်ကိုဖျက်ကနေမြင်တွေ့လိုက်ရတယ်။အကူနှုတ်ကနေထင်မထွားပဲထွက်သွားတဲ့အတန်းနဲ့တူဒေါ်မေဒီခေါင်းကိုခါရမ်းမိကြည့်လိုက်ရာမြင်နေရတဲ့သူရဲ့ပုံရိပ်ကိုမတွေ့ရတော့ဘူး။ဘဝမှာမင်းမပြောပြောဖြစ်နေရဖြစ်ရတဲ့ခုကအခုမှပြန်ပေါ်လာတဲ့အကြောင်းရင်းကဘာများဖြစ်မလဲ ော်မီဒီမှာဘလို့အတိတ်တွေများရှိခဲ့မလဲဒီအကြောင်းအရကိုတော့အောင်မြတ်တာနဲ့စုံမတ်မဲ့သောကျိုးဆိုတဲ့ဝိတ္ထုမှာဆက်လက်ခန်းစားနားဆင်ပြပါဇလန်လေးကတော့အီရင်ပြီးဆုံးပါပြီအစုံဒီလိုက်ပါနားဆင်ပေးခဲ့ကြရတော့အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဇလန်ကောင်းနေတဲ့သူကျွန်တော်ပြန်လဲဆုံးတွေ့ကြပါမယ်ကျွန်တော်ကတော့တင်ဆက်သူဂျင်းမေဖြစ်ပါတယ်